ိုးတဲ့တရားလေးတွေကနော်တော်တော်လေးကောင်းတယ်ဥမာလေးတွေလည်းပဲအရင်ကောင်းတယ်။ဘာပြောတုံးဆိုတော့မတို့ငေသေးတယ်ငေသေးတယ်ဆိုပြီးတော့နော်အချင်းမြတ်ကိုမကျင်ဘူးအချင်းမြတ်နဲ့အလန့်ဝေးနေတဲ့လူတွေအတွက်သူပါပြောတော့ပင်ကြီးတဲ့အလွန်ချစ်စရာကောင်းတဲ့ငယ်ငယ်လေးအရွယ်လေးတွေလူတွေနော်မိခင်ဖခင်တွေအလွန်ချစ်ကြတဲ့အရွယ်ကလေးမှတေးသွားကြတာတွေကိုသူမြင်ဘူးတဲ့နော်ဥပမာ နော်မြစ်ပင်လေးတွေတစ်ပင်လေးတွေနုနုလေးတွေကိုဆွဲနှုတ်တိုက်တလို့မျိုးတင်မင်းကငငယ်လေးနဲ့ခေါ်သွားတာကိုသူတွေ့ရဘူးတဲ့ဆိုလိုတာကငယ်လေးပဲဘာလို့တေးရတာပဲနော်ငယ်လေးပဲဘာလို့ရတော့တေးရတာပဲဒါအမှန်တရားပဲနော်ဒါပေမဲ့လူတွေကကိုကိုကိုတော့တေးမယ်ဆိုတဲ့စီရင်တဲ့ကိုလောလောဆယ်တော့မထဲကြသေးဘူးပေါ့ဟုတ်လားတော့ငယ်လေးပဲတေးတယ်ဆိုတာကိုသူကတက်တည်ပြပြီးတော့နောက်ထပ်သူပြောတဲ့စကားကတရားဓမ္မတို့အရှင်တို့အယက်မှတ်သားကြအောင်ဘာပြောတုံဆိုတော့ ငယ်တဲ့အတွက်ကြောင့်မတည်သေးပါဘူးလို့ထင်နေတဲ့ပုံကိုယ်တွေအတွက်သူစဉ်းစားတဲ့အကောင်းတဲ့စကားပေါ့ဘယ်လိုလူမျိုးဟာဒီတည်ခြင်းတရားကိုငငယ်ရွယ်နဲ့ဖြစ်သွားစေတတ်တဲ့ဒီအသက်နဲ့အကျွမ်းတဝင်ရှိတဲ့နယ်လေလို့သူပြောတာဒါလေးကိုဦးဇင်းကတေချာစဉ်းစားတာပေါ့နော်သူဘာမှန်းဆိုလိုက်တာတော့ဘာမှန်းဘယ်လိုအဓိပ္ပာယ်နဲ့ပြောလိုက်တာတော့ပေါ့ဟုတ်လားဟောဒီအသက်ဆိုတာကငငယ်ရွယ်လည်းပဲတည်ရတာပဲ ငငယ်ရွယ်ရွယ်တည်တတ်တဲ့ဒီအသက်နဲ့ဘလို့လူဟာဘာကြောင့်အကျွမ်းတဝင်လုံးတင်တယ်လဲမလုံးတင်ဘူးပေါ့အသက်နဲ့အကျွမ်းတဝင်မနေတင်ဘူးလို့ပြောတာအဲ့တော့အကျွမ်းတဝင်ဆိုတဲ့စကားကဘာလဲအကျွမ်းတဝင်ဆိုတာကစိတ်ချရတယ်ပေါ့နော်သူကြပါဆိုကိုယ်နဲ့ရင်းနှီးတယ်ကျွမ်းဝင်တယ်လို့ဆိုရင်ဒီလိုတော့ငါပေါ့ဘာမှမဟုတ်တာမလုပ်ဘူးစိတ်ချထားတယ်အရန်အကျွမ်းဝင်လေစိတ်ချမှုရှိလေပဲအဲ့တော့ဒကာမတို့ဦးညီတို့တို့ကဒီအသက်ရဲ့အပေါ်မှာလည်းပဲစိတ်ချမှုတွေရှိနေတယ် ဘလိုစိတ်ချမသေးသေးဘူးဟုတ်တယ်မဟုတ်လားဘာတော့သူ့အရန်အကျွမ်းဝင်တဲ့အကျဲအရန်ယုံတာတယ်ပေါ့ဟုတ်လားငငယ်နဲ့တော့မသေးဘူးဆိုတဲ့အမြင့်ကြီးနဲ့ဒီအသက်ကိုမလုပ်ထားတော့အရန်အကျွမ်းတဝင်ပေါင်းတင်ထားတယ်သူ့ကိုလူယုံတယောက်အနေနဲ့ဒီလိုငါ့ကိုတော့ဘာလုံးမှမဟုတ်ပါဘူးဆိုတဲ့သဘောမျိုးရုတ်တရက်ကြီးတော့သေးပြစ်လိုက်မှမဟုတ်ပါဘူးဆိုတဲ့သဘောမျိုးတွေးကိုမတွေးပါဘူးလေလုံးဝကိုသူ့ကိုမလုပ်ထားတော့ယုံထားတယ်ဒါကိုသူကပြောတာအဲ့တော့သူဆိုလိုချင်တာက ဒီအသက်နဲ့အကျွမ်းတဝင်မနေတင်ဘူးလို့သူပြောတာအကျွမ်းတဝင်မနေတင်ဘူးဆိုတာဘာပြောတာတော့စိတ်မချတင်ဘူးလို့ပြောတာဟုတ်တယ်မဟုတ်လားနားလည်လားဦးဇင်းခုပြောတာအေးဒါမဲ့တရားဓမ္မတို့ဦးဇင်းတို့ကကိုယ့်အသက်ကိုဘာလို့ထားတော့စိတ်ချထားတယ်နော်စိတ်ချထားတယ်တည်သေးပါဘူးဒီချိန်ကတော့နော်ဆရာဝန်ကကင်းစားလို့ပြောရင်ဆိုရင်ဘောကအဘလို့တော့ကုလိုက်ရင်တော့ရအောင်မှာပဲနဲ့တူဝါရဲ့ဆိုပြီးတော့နော်တည်မဲ့အရေးကတော့တိတ်ပြီးတော့မစင်သားကြဘူးပေါ့နော် ဟုတ်လား ဒါကြောင့်ဘုရားလောင်းကအဲ့ဒါလေးကိုပြောတာဟုတ်လားငယ်သေးတယ်ဆိုပြီးတော့ဒီအသက်ကိုအကျွမ်းတဝင်မလုံနဲ့လို့သူတံပြောတာ ပြီးတော့သူဆက်ပြီးတော့ဥမာတစ်ခုပြောတာကတတ္တဝါတွေကဘာနဲ့တူတော့ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ရေနေလာတဲ့ရေကန်တွေကငါးတွေနဲ့တူတယ်တဲ့ရေနေငါးဆိုတဲ့ဥမာတကဓမ္မတို့ပြောရတာမရှိဘူးလားနော်ဘုရင်တို့အညာဒေသမှာဘုရားတော်တော်နဲ့မရွာဘူးသောတော်တော်ကရွာထားတာလေးရှိတော့ငါးလေးပါးလေးကရှိနေတယ် ။ဒါမိုးကမရွာတော့ဘူးဆိုရင်အဲ့ဒါကဘွက်တီထားပြီးတော့ရေကတဖြည်းဖြည်းနဲ့ခန်းရောဟုတ်လား။ကမရှင်ပတ်ကြားကွဲတွေပါပြငါးလေးတွေအကုန်လုံးတေကြရတယ်။နော်ရေနေငါဆိုတာတဖြည်းဖြည်းနဲ့သူတို့ဘာလို့တေဖို့တေကြနေလဲ။အဲ့တကယ်တကယ်စဉ်းစားကြည့်တဲ့အခါကျတော့ဒကာဓမ္မတို့ဦးဇင်းတို့ဘဝကလည်းဘလို့ဖြစ်နေတော့ရေနေငါပဲ။ဟုတ်တယ်မဟုတ်လား။ဒါသူသုံးလုံးသွားတဲ့အသုံးလုံးလေးဟုတ်လား။အဲ့ဒီမှာသူဆက်ပြီးတော့ဘာပြောလဲဆိုတော့မင်းကြီးတဲ့။ဟောဒီလောကကြီးဟာအမြဲတမ်းအနှိမ့်ဆက်ခံနေရတယ်။ အမြင်မပြတ်လဲချမ်းရမ်းနေတယ်ပြီးတော့ဒီကာလတွေဆိုတာအလကားအချီးနီးကုန်ခန်းတော်တာမဟုတ်ဘူးတဲ့သူသုံးချက်ပြောတယ်ပြောတဲ့အခါကျတော့မင်းကြီးကအဲ့ဒါကြောင့်တိတ်နားမလဲနားမလဲတော့အမြဲတမ်းနှိပ်ဆက်နေတယ်ဆိုတာဘယ်သူကနှိပ်ဆက်တာတော့ဒီလောကကိုအမြင်မပြတ်ချမ်းရမ်းနေတယ်ဆိုတာဘယ်သူကချမ်းရမ်းတာတော့တော့ဒီကာလကြီးဟာအချီးနီးမဟဲ့အချီးနီးမဟုတ်ဘဲနဲ့ကုန်ခန်းသွားနေတယ်ဆိုတာဘာကိုပြောတာတော့အဲ့တော့အမြင်မပြတ်နှိပ်ဆက်တယ်ဆိုတာကတည်ခြင်းတရားတွေဖြစ်နေတာကိုပြောတာတည်နေကြတာပဲပေါ့ဟုတ်လား အမင်းမပြတ်ချမ်းရတယ်ဆိုတာကအိုချင်းတရားကိုပြောတာတဲ့အချီးနီးမဟုတ်မူ၍ကုံခန်းသွားနေတယ်ဆိုတာကဘာပြောတာလဲဆိုတော့တရားဓမ္မတို့အချင်းတို့အချီးနီးကုံသွားတယ်နေ့တွေရက်တွေကုံသွားတယ်ဆိုတာအလကားကုံတာမဟုတ်ဘူးတဲ့အသက်ရဲ့အစင်းရဲ့ခွန်အားရဲ့ဒီသုံးခုကိုကုံခန်းစီရင်နဲ့တွားနေတာတဲ့အသက်လည်းတဖြည်းဖြည်းကုံလိုက်တယ်။နောက်အစင်းလည်းတဖြည်းဖြည်းနဲ့ကုံလိုက်တယ်။ခွန်အားတွေလည်းတဖြည်းဖြည်းနဲ့ကုံလိုက်တယ်။အဲ့တော့တစ်ချိန်လုံးကစကားမပြောတော့ကတော့မပြောဘူးပဲအကြောင်းတစ်ခုခုကြောင့် ပြောတဲ့အခါပြောတဲ့စကားတွေကြတော့လည်းအရင်မကောင်းဘူးလားကောင်းတယ်နော်သူပြောတဲ့ဥစ္စာတွေတည်း